ဲ့ပိတ်ချက်ကြီးအားလုံးပဲမင်္ဂလာပါရှင်ဒီနေ့အိစီကမြောက်ကလာမှာရှိတဲ့အိမ်လေးနောက်ထပ်တစ်လုံးထပ်ပြီးတော့ခေါ်ပေးသွားမှာပေါ့နော်ဒီအိမ်လေးကကြတော့ပုံမှန်အိမ်လေးနဲ့မတူဘဲနဲ့သူကအိမ်လေးမှာပါ အာဆိုင်တွဲဖွင့်လို့ရအောင်လို့အိုင်ဒီယာလေးယူပြီးစောက်ထားတာဆိုတော့ပရိသတ်ကြီးတွေမှာကိုကအိမ်လေးလဲစောက်ချင်တယ်အဲ့ဒီအိမ်လေးမှာပဲဈေးဆိုင်လေးလဲဖွင့်ချင်တဲ့အိုင်ဒီယာလေးရှိတယ်ဆိုလို့ရှိရင်အင်ဂျင်နဲ့တူတူအဲ့အိမ်လေးကိုတစ်ချက်တူတူပတ်ကြည့်အောင်နော်ကဲအင်ဂျင်ဒီနေ့လိုက်ပြပေးမယ့်အိမ်လေးကကြတော့အင်ဂျင်နောက်မှာရှိနေတဲ့နှစ်ထပ်အာစီတိုက်လေးပေါ့နော်ဒီအိမ်လေးကကြတော့လေတော့မြင်ရတဲ့အတိုင်းပဲအောက်ထပ်မှာကဆိုင်ကန်းလေးလုပ်ထားပြီးတယ်အပေါ်မှာကကြတော့လူနေဖို့အတွက်ပေါ့နော်ဒီဇိုင်းလေးအိုင်ဒီယာလေးယူပြီးစောက်ထားပေးရပေါ့ဆိုတော့ဒီအိမ်လေးကိုကြတော့အင်ဂျင်ကိုကိုရှင်မြင့်မြတ်သူကိုစရရှင်ကနေပြီးတော့တာဝန်ယူဆောက်လုပ်ပေးထားတာဖြစ်ပြီးတော့ဒီချန်အကျယ်လေးကကြတော့အင်ဂျင်20 60ပေါ်မှာမှအင်ဂျယ်လေးကို ဆက်ခနဲ့ပေးပေ40ယူပြီးတော့စောက်ထားတာပေါ့နော်အပြင်ပိုင်းလေးကနေကြည့်မယ်ဆိုရင်လည်းလေသူကအဖြူအောင်လေးနဲ့ခဲအောင်လေးကိုဖောက်ပြီးတော့လှုပ်ထားတာဆိုတော့ရိုးရိုးရှင်းရှင်းလေးနဲ့လှက်လာလေးဖြစ်နေရပေါ့ဆိုတော့အဲဒီအထဲမှာရောဘယ်လိုမျိုး structure လေးရှိမလဲဆိုတော့အရင်နဲ့တူချက်လိုက်ကြည့်ပြီးတော့နော်ကဲအင်ဂျိုဒါကတော့အပ အဲပထမတက်လေးပေါ့နော်သူကနှစ်ထပ်ရှိရဆိုတော့ဒီအောက်ထပ်ကိုတော့အင်ရှင်ကသူ့ရဲ့ idea အတိုင်းပဲအကြီးထင်တာတော့စိတ်အာဆိုင်လေးပေါ့နော်ဈေးဆိုင်လေးတစ်ခုခုဖွင့်ဖို့အတွက် plan လုပ်ထားတယ်ထင်တယ်။ဒါဆိုတော့ဒီတံခါးတွေကိုကြည့်မယ်ဆိုရင်လည်းသူကတံခါးအပွင့်ကိုလှုပ်ထားပြီးတော့မှတံခါးကိုဆိုလို့ရှိရင် steeper ကြတံခါးလေးပဲသုံးမိထားတယ်။ safety အတွက်လည်းကောင်းတယ်ပေါ့နော်။အဲ့ဒါပြုံမှာ ACO ဒီ floor မှာဆိုလို့ရှိရင်လည်းသူကအဖြူတက်တန်လေးဖြစ်သွားအောင်လို့အဖြူအောင်ကြွေပြားလေးတွေကိုပဲ design လေးနဲ့အပြည့်ခင်းထားတာကိုတွေ့ရတယ်။ painted color လေးဆိုရင်လည်းအဖြူအောင်ဆွတ်ဆွတ်လေး ီလေဒီဇိုင်းလေးကိုကြည့်မယ်ဆိုရင်လည်း AC ကိုမီးပွင့်လေးကိုပဲလေးခုကိုရိုးရိုးရှင်းရှင်းလေးတုံးထားပြီးတော့လေပုံမှန်ဆိုရင်ကနောက်လေးနဲ့ဖြူ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 ခွေးခွေးလေးဖြစ်နေရပါဘောနော်အထဲထဲဝင်လာနဲ့ဆိုတော့ဒီဟာလေးကဆိုင်ကန်းဖွင့်မဲ့နေရာလေးပေါ့ဆိုတော့အထဲမှာဆိုလို့ရှိရင်လည်း AC ကိုတခြားအခန်းလေးရှိသေးရဆိုတော့ AC နဲ့တူတူခန်းထဲကိုတစ်ချက်တော့ကြည့်ရအောင်နော်ကဲအဲ့ဒီနေရာလေးကကြတော့အရှိကဒီဆိုင်ကန်းနေရာလေးနဲ့အနောက်ကကစ်ချင်းလေးနဲ့ဥဆက်ထားတဲ့နေရာလေးပေါ့ ဒီခန်းလေးထဲမှာကြောင်းအင်ဂျီတို့လှေကားလေးကိုပါတခါတည်းထည့်ပြီးတော့သုံးထားတယ်။အဲဒီဘက်လှေကားဘေးမှာဆိုလို့ရှိရင်လည်း HCR ဆိုင်ကန်းဖြစ်တဲ့ခါကျတော့သူဒီနေရာမှာပစ္စည်းတွေပါတယ်တူလောင်လို့ရအောင်လို့ထည့်ထားလို့ရအောင်လို့ space ကိုတော်တော်ကြဲကြဲလေးခြံထားတာကိုတွေ့ရတယ်။ ဒီမှာပေါ့နော်အများကြီးပိုသေးရယ်ပေါ့အဲ့ဒါပြင်ကိုလှေကားလေးကိုဆိုလို့ရှိရင်လဲသူကအာဒီမှာကြွေပြားလေးနဲ့စီးလက်ရံလေးနဲ့ပဲရိုးရိုးရှင်းရှင်းလေးလုပ်ထားပေးတယ်ဒီခန်းလေးရဲ့ floor ဆိုလို့ရှိရင်လည်းဒီကြွေပြားလေးပြည့်ကတ်ထားပေးတယ်ပြီးဒီနေရာလေးကိုသူလိုက်တဲ့ပို့ပြီးတော့ဝင်အောင်လို့ aluminum window လေးပါထပ်ပြီးတော့သုံးပေးထားတယ်ပေါ့နော်တခုထည့်ပေးထားတယ်ဆိုတော့ဒါကတော့အဆက်နေရာလေးပေါ့အနောက်မှာကျတော့အဲ့ဒီ kitchen လေးရှိမယ်ဆိုတော့အဲ့ဒီနဲ့တူ kitchen လေးချက်တက်ကြည့်အောင်နော် ကဲအိဂျိုဒါလေးကတော့ kitchen လေးရဲ့ရောက်ပြီပေါ့နော်ဒီအိမ်လေးမှာကကြတော့လေသူကအရှိဒီဆိုင်ကန်းအရှိပေါ့နော်တက္ကမကြီးကလွဲလို့ကျန်တဲ့တက္ကကြီးအခန်းတက္ကကြီးအကုန်လုံးကသူ mice tea doll လေးတွေတုံးပေးထားတာ safety အတွက်တော်တော်လေးကောင်းနေပေါ့ဒီ kitchen လေးကကြတော့လေလေအိမ်စီကြည့်လိုက်မယ်ဆိုလို့ရှင်ဟို ချစ်ချင်းလေးလေးလေးနဲ့ရှင်းရှင်းလေးလေးလေးဖြစ်နေရပါတော့။ဘာလို့ဆိုတော့ပိတ်တိန်လေးကလည်းအဖြူလေး၊စီလင်လေးကလည်းဖြူလေးပြီးတော့မီးပွင့်လေးတွေများများလေးထပ်တက်ထားတယ်။ပြီးတော့အရှိမလိုပဲသူကမီးပွင့်ကြီးကြီးလေးတစ်လုံးကိုပဲဆင်ပယ်ဆန်ဆန်လေးတက်လိုက်တာဆိုတော့တော်တော်လေးလှတယ်။အဲ့ဒါပြင်ကိုဒီ floor မှာဆိုရင်လည်းသူကြွေပြားတွေအပြစ်ကပ်ပေးထားတယ်။ kitchen corner မှာဆိုရင်လည်းကြွေပြားအဖြူလေးကိုပဲတုံးပြီးတော့အပြစ်ကပ်ပေးထားတာကိုတွေ့ရတယ်။ပြီးတော့သူ window ကိုတော့ဒီမှာအကြီးတစ်ခုတုံးပေးထားတယ်ပေါ့နော်။အလင်းအောင်လေးဝင်အောင်လို့။ပြီးရခါကျတော့ engine ကိုနောက်ဖေးကိုထွက်မဲ့တစ်ခါလေးရှိမယ်။ ဒါကတော့အနောက်ဖေးကိုသွားတဲ့တကားလေးပေါ့နော် my studio လေးနဲ့ပဲတုံးမိထားတာ kitchen space လေးရလဲလေသူ့နေရာနဲ့သူတော့လေကြကြဝင်းဝင်းလေးရှိရလို့ပြောလို့ရတယ်ဒီအိမ်အကျယ်လေးနဲ့စားလို့ရှင်လေဆိုတော့အင်ဂျိုဒီမှာ common bed wc လေးလည်းရှိမယ်ပေါ့ band wc လေးလဲ space လေးတော်တော်လေးကျယ်တယ်အဲအဲ့ကျယ်တဲ့အတိုင်းအောင်မှာသူကြွေပြားတွေအပြည့်ခင်ပေးထားတယ်နေရာမှာရော floor မှာရောအပြည့်ရှိမယ်ပြီးတော့အဲ toilet လေးပါမယ် shower head ပါမယ် basin လေးပါမယ်အပြည့်စုံပုံပါတယ်ပြီးတော့ shutter လေးလည်းထပ်ပါသေးရေပေါ့ဆိုတော့ဒါလေးကကျတော့ kitchen မှာရှိရယ် band wc လေးဆိုအဲ့ဒီအပေါ်တမှာကကြတော့ master room တစ်ခန်းရှိမယ်ပြီးတော့အရှိမလဲအဲဒီ hall လေးရှိသေးရဆိုတော့အရင်နဲ့တူတူတစ်ချက်ပတ်ကြည့်အောင်နော် အင်းစီယိုလေဒီလှေကားနေရာလေးကလေတော်တော်လေးကျယ်လို့ပြောလို့ရတယ်ဘာလို့လဲဆိုတော့သူကဒီဟိုကနအင်းစီပြခဲ့တဲ့အောက်မှာကစတိုနေရာလေးလုံမှာဆိုတော့ space လေးကိုကျယ်ကျယ်လေးယူထားတာပေါ့နော်ပြီးတော့တက်တက်လှေကားတက်လေးတွေကလည်းအင်းစီယိုပြည်ပြည်လေးပဲသွားပေးထားတယ်ကျယ်ကျယ်ပြည်ပြည်လေးပေါ့အဲ့အပြင်ကမှဒီမှာပို့ပြီးတော့ lighting လေးပုံဝင်သွားအောင်သူအလင်းမှန်လေးပဲထည့်ထည့်ပေးထားသေးရေပေါ့နော်ဆိုတော့ဒါလှေကားနေရာလေးပေါ့အင်းစီယိုဒုတိယတက်မှာဗာလေးရှင်လေးသူတက်ကြည့်ရအောင်နော် ကဲအင်ဂျီတို့ဒါဒုတိယတက်ကိုရောက်ပြီပေါ့နော်ဒီ second floor မှာဆိုလို့ရှိရင်အင်ဂျီတို့ဒီ hall လေးရှိမယ်ပြီးတော့အနောက်မှာ master bedroom တစ်ခန်းရှိမယ်ပေါ့အဲပြီးရင်တော့အခန်းလေးလိုက်ပြပေးမယ်ပေါ့နော်ဒီ hall လေးကကြတော့လေအင်ဂျီတို့တော်တော်လေး space ကျဲတယ်ပေါ့နော်ကျဲတဲ့ပြင်ကိုသူကဒီ bay တွေအကုန်လုံးကိုမှန်တကားလေးနဲ့ပဲအပြစ်ကားလိုက်တာပေါ့ကြည့်ရတာကသူအောက်မှာရောအပေါ်မှာရောဆိုင်လေးဖွင့်ပြမယ်ထင်တယ်အဲအင်ဂျီ fashion ဆိုင်လေးဖွင့်ရင်တော့တော်တော်လေးအဆင်ပြေနေပါဆိုတော့မှန်နေကားထားတာဆိုတော့အောက်ကနေလှမ်းကြည့်ရင်လည်း product ကိုရှင်းရှင်းလင်းလင်းမြင်ရတယ်ပေါ့အဲအပြင်ဆင်လေးကိုကြည့်မယ်ဆိုရင်လည်းအင်ဂျီတို့သူက second ောတစ်ခုလုံးကိုအင်ဂျူကြွေပြားရဲ့အပြည့်ခင်းပေးထားတယ်။ပြီးတော့ပိတ်တင်ကလည်းအောက်ကအတိုင်းပဲအဖြူဆွတ်ဆွတ်လေးတုံထားတယ်။ဆီလင်ဒီဇိုင်းမှာဆိုလို့ရှိရင်လည်းရိုးရိုးရှင်းရှင်းလေးပဲအင်ဂျူမီးပွင့်လေးတွေပါမယ်။ကနုတ်ဒီဇိုင်းလေးနဲ့ပါဖော်ပြီးတော့သူအလှဆင်ထားတာကိုတွေ့ရတယ်ပေါ့နော်။တော့ရိုးရိုးရှင်းရှင်းလေးနဲ့ထိထိလင်းလင်းလေးဖြစ်နေရ။ဒီထက်လေးကလည်းအင်ဂျူကအောက်ကနေလှမ်းကြည့်မယ်ဆိုရင်လည်းတော်တော်လေးလှတယ်ပေါ့နော်။ဖြူဖြူတက်တက်လေး။ဆိုတော့ဒါလေးက ဒုတိယတက်လေးပေါ့သူကဒီဘက်မှာမှန်တကားတွေကာထားလိုက်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ light ရင်ဝင်ပြီးသားပေါ့နော်အဲ့တော့မှလေဝင်လေထွက်လေကောင်းအောင်ကြတော့သူ window လေးထပ်ပြီးမြန်မြန်ဆဆသုံးပေးထားတယ်အင်းဆို window သုံးပောက်တောင်ရှိနေပေါ့ဒုတိယတက်မှာဆိုရင်လေဆိုတော့ဒါအရှိကန်လေးပေါ့ခရီးကန်လေးလုံးမယ်ဆိုရင်လည်းတော်တော်လေးတက်ပယ်တီခန်းလေးရဆိုတော့အင်ဂျင်နဲ့တူနောက်ထပ် master bedroom လေးတက်ကြည့်ရအောင်နော်ကဲအင်စီတို့ဒီခန်းလေးကကြတော့ master bedroom လေးဖြစ်မယ်ပေါ့နော် space လေးကလည်းလေးတော်တော်လေးကျယ်တယ်ဆိုတော့အဲဒီအရဲ့တခုပြီးတော့ bedroom လေးပေါ့ လူနေဖို့အတွက်လှုပ်ထားတာပေါ့နော်ဆိုတော့ အဲဒီခန်းလေးကကြတော့အင်ဂျီလိုအရင်အရှိမတွေ့ခဲ့တယ်လို့ပဲအတူတူပဲပေါ့နော် floor မှာလည်းသူကြွေပြားပြစ်ခင်းထားတယ်ဒီအင်ကတအင်လုံးကကြွေပြားတွေအပြစ်ခင်းထားတာပေါ့နော် floor တွေအကုန်လုံးကပြီးရခါကျတော့အင်ဂျီတို့အဲပိတ်တဲ့ color လေးလည်းအတူတူပဲဖြူဆူဆူလေးကိုတုံးထားပေးရဲလင်းလင်းထင်ထင်လေးဖြစ်အောင်လို့အဲ့ဒါအပြင်ကိုထူးခြားတာကကျတော့အင်ဂျီတို့ ceiling မှာကကျတော့သူက light tree လေးထည့်ထည့်ပေးထားတယ်အိတ်ခန်းလေးဆိုတော့လေပို့ပြီးတော့လှသွားအောင်လို့ light tree လေးပါမယ်ပြီးတော့မီးပွေလေးတွေများများသုံးပေးထားတယ်အလယ်မှာဆိုရင်အရှိကဒီ hall အတိုင်းပဲအောက်ကအတိုင်းပဲပေါ့နော်အဲ design အတူတူပဲမီးပွေကြီးကြီးလေးတစ်ခုထုတ်ထုတ်ပေးထားတယ်ပေါ့နော်ထည့်ပေးထားတယ်ပေါ့ ပို့ပြီးတော့လှသွားအောင်လို့ပေါ့နော်အဲ့ဒါပြင်ကိုလေဝင်လေထွက်ကောင်းကြတော့ AGO ဒီမှာ window လေးရှိမယ် window နှစ်ခုတက်ပေးထားတာကိုတွေ့ရတယ်ပေါ့ဒီမှာလေဘေးတိုင်းမရှိတဲ့ခါကြတော့ဒီခန်းလေးကလေဝင်လေထွက်တော့တော်တော်လေးကောင်းမဲ့ပုံလေးပေါ့နော်ညီလို့ကောင်းမဲ့ပုံလေးပဲပြီးတော့ဒီမှာက AGO Mystery Doll လေးနဲ့အဲပြင်ထွက်ရတဲ့တကားလေးပေါ့ဒီမှာက brand ထပ်ထုတ်မယ်လို့သိရတယ်ပေါ့နော်အရှင်ရဲ့အဲ idea အတိုင်းလေးပေါ့နော် brand တော့နောက်မှလုပ်ဖြစ်မှာဆိုတော့လေဒါလေးရှိမယ်ဆိုတော့ဒီကက master baron လေးဖြစ်တဲ့အတွက်ကြောင့်မလို့ AGO Band WC လေးရပါမှာဆိုတော့တစ်ချက်ပြင်ကြည့်ရအောင်နော် ယ်အင်ဂျီတို့ဘန် WC ဒီခါကျတော့အကျယ်လေးကသူ့ space နဲ့သူရှိတယ်ပေါ့နော်။ဟိုမှာဘန် WC ရဲ့အတိုင်းပဲခြေပြားကတော့လုံးဝအပြည့်ကပ်ပေးထားတာပေါ့။အာဒီ floor မှာလည်းရှိရဲ့နေရာမှာဆိုရင်လည်း design လေးနောက်တစ်မျိုးနဲ့ကတ်ထားတာကိုပြရတယ်။ဒါလေးလည်းလင်းလင်းလေးဖြစ်စေရဲ့ဒီအောင်လေးလေးတော်တော်လေးလှတယ်။ပြီးတော့အာဒီထဲမှာဆိုလို့ရှိရင် iso toilet လက်ပါမယ် shower head ပါမယ်အဲဒီ basin လေးပါမယ် shutter ရဲ့ window လေးတစ်ခုရဲ့ပါမယ်ပေါ့နော်။အကုန်ပြည့်ပြည့်စုံစုံထည့်ပေးထားတာကိုတွေ့ရတယ်။ဒါကကျတော့ပေါ်ထဲမှာရှိရဲ့ master bedroom ရဲ့အဲဘန် WC လေးပေါ့။ ဆိုအကျိုးအခန်းနေရာတော့အကုန်လုံးကုန်သွားပြီအပေါ်မှာကအင်ဂျီ roof slat ရှိအောင်ပဲပေါ့နော် roof slat ထက်လေးရှိမယ်ဆိုအင်ဂျီနဲ့တူတူ roof slat လေးတော့ကြည့်အောင်နော်အင်ဂျီကိုအပေါ်တက်က roof slat လေးကိုသွားဖို့ဆိုရင်ဒီလေကားလေးကနေသွားအောင်မှာဆိုအင်ဂျီနဲ့တူတူတစ်ချက်တူတူတက်ကြည့်အောင်နော် ဒီအိတ်ချီတို့ရူးစလက်ကိုတက်တဲ့နေကားလေးရကြတော့အပေါ်ဆုံးတက်ဖြစ်တာဆိုတော့လေပို့ပြီးတော့လည်းမြင့်နေကြဲကြဲလေးဖြစ်နေရပါဘောပြီးတော့သူအဲ့ညမှာဝင်းဒိုးလေးတွေရောဒီမှာကျွေးမှန်လေးတွေနဲ့ပါထပ်ပြီးတော့ကန့်ထားတော့အလင်းရောင်အရန်ဝင်ပြီးတော့လေဖြူဖြူလင်းလင်းလေးဖြစ်နေရဒီနေရာလေးလည်းတော်တော်လေးလှရတယ်ပေါ့နော်ပုံမှန်ဆိုလည်းအင်ဂျင်မီးပွင့်လေးတစ်ခုပါထပ်တက်ထားတာတွေ့ရတယ်ပေါ့ဒီနေရာလေးအရန်လှတယ်ဆိုအင်ဂျင်နဲ့တူရူးစလက်လေးတော့ကြည့်ရအောင်နော်ကဲအင်ဂျီတို့ဒီအပေါ်ဆုံးတဲ့ root slot လေးကိုရောက်ပြီပေါ့နော်သူကလေဒီလှေကားမပါဘဲနဲ့ကျန်တဲ့အိမ် space အကုန်လုံးမိပါလောက်ကို slap လောင်းထားတာဖြစ်တဲ့အတွက် space ကတော့တော်တော်လေးကျယ်တယ်။ကျယ်ကျယ်ဝန်းရှိတာဆိုတော့အဲဒီ Asian စိတ်တိုင်းကျအပင်လေးတွေလည်းစိုက်လို့ရတယ်။ဒါမှမဟုတ် solar ပြားကြီးထားမလားထားလို့ရတယ်။ဘာလို့ဆိုတော့နေအလင်းရောဒါရရကြတာဆိုတော့ solar ထားလို့လည်းတော်တော်ကောင်းတဲ့နေရာလေးပေါ့။ဒါမှမဟုတ်ဒီအဲညနေဘက်တွေနေရိတ်တဲ့ချိန်လေးတွေအပေါ်တက်ပြီးတော့အဲ family နဲ့အတူတူချိန်မယ်၊ငုတ်ဒီပါကြီးစားမယ်ဆိုရင်လည်းတော်တော်လေးအဆင်ပြေတဲ့နေရာလေးပေါ့နော်။ view လေးလည်းလှတယ်ဆိုတော့လေ။သူကဒီ shade space အပြင်ကို Asian ဟိုဘက်အနောက်မှာပါထပ်ပြီးတော့အကန့်လေးရှိသေးတယ် Asian လည်းပြပေးမယ်နော်။ ဒီဘက်နောက်မှာဆိုရင်လည်းနောက်ထပ်အဲကြံသေးရပေါ့နော် slash page လေးကဒီကနေကြည့်မယ်ဆိုရင်လည်းတစ်ပင်လေးစိစိဆူဆူနဲ့ view လေးတော်တော်လေးလှတာဆိုတော့တော်တော်လေးချေလို့ကောင်းမယ့်နေရာလေးလို့ထင်တယ်ပေါ့နော် အစီအိုဒီအိမ်လေးကိုကြတော့ကိုရှင်မြင့်မြတ်သူကိုဆွေရှင်ကနေပြီးတော့တောင်ဝင်ယူဆောက်လုပ်ပေးထားဖြစ်ပြီးတော့အစီအိုဆောက်လုပ်တဲ့ကြာကြာဖြစ်ပြောမယ်ဆိုလို့ရှင်6လဝင်းကျင်လောက်ကြတယ်ပေါ့နော်ကုန်ကျစရာဖြစ်ပြောမယ်ဆိုရင်တို့ဒီအိမ်လေးကိုဆက်ဆဆောက်တုံးကတော့3200ဝင်းကျင်လောက်ကုန်ကျပြီးတော့အခုဒီကာလာပေါက်ဈေးအရာတော့ဈေးလေးကနည်းနည်းလေးအပြောင်းလဲအတက်ကြလေးရှိမယ်ပေါ့နော်အစီကြီးရတဲ့လောက်လေးဒီအိမ်လေးရဲ့ဒီဇိုင်းဆိုလို့ရှင်တို့အောက်မှာလဲဈေးဆိုင်ဖွင့်ဖို့အတွက်အခန်းလေးပါမယ်အပေါ်မှာလူနေဖို့အတွက်လည်းပါတယ်ဆိုတော့အရှင်ရဲ့ဒီ idea တိုင်းတစ်ထက်ထဲတိတိကျကျတသက်ရည်လေးပုံဖော်ထားတော့အစီအိုတွေ့ရတယ်ပေါ့နော်ဒီလိုပဲဒီကုန်ရှင်မြင့်မြတ်သူကိုဆွေရှင်ကဒီ customer ရီလိုချင်တဲ့အတိုင်းပေါ့နော် တစ်ဆက်တည်းပုံဖော်ပေးတဲ့အပြင်သူတို့စီမကဒီ design by architecture by structure by ဒီလို one stop service အကုန်လုံးရတာဖြစ်တဲ့အတွက်ပိတ်သက်ကြီးတွေထဲမှာကိုယ့်ရဲ့ security အိမ်လေးကိုပုံဖော်ဖို့အတွက်ဆန္ဒလေးရှိရဆိုလို့ရှိရင်ဒီကုန်ရှင်မြင့်မြတ်သူ construction မှာသွားပြီးတော့ဆက်သွယ်ဆောင်ဆက်မြင့်မြတ်လို့ရတယ်ဆိုတဲ့အကြောင်းလေး AG ကသတင်းကောင်းလေးပါပြလိုက်တယ်ပေါ့နော်နောက်ပိုင်းမှာလည်း AG ကဒီလိုအိမ်လှလှဆန်းဆန်းလေးတွေကိုလိုက်ပြပေးသွားမှာဆိုတော့ AG ရဲ့ future house မြန်မာ page လေးကိုလည်း like and follow လေးလုပ်ပေးထားဖို့မင်းနေအောင်နော်အဲဆိုတော့ဗီဒီယိုလေးကိုဆုံးမသိကြည့်ပြရတဲ့အားလုံးကိုကျေးဇူးများရှိတင်ပါတယ်ရှင်တတ်တာ Música